အားသာဝါနာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာနေ့လေခင်ပါခင်ဗျာမေလ9ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်နေ့လေသတင်းလေးပုဒ်ကိုကြုံတူကကြည့်လိုက်ရအောင်မမီးနဲ့နော်ဒီနေ့ညမှာအာဆင်နယ်တို့ရဲ့ချန်ပီယံလိရှိပါတယ်ပမောင်းတဲ့ဘုတ်ကိုတော့စပိန်လာလီဂါကလပ်ဗလန်စီယာအသင်းရဲ့ခန့်စစ်ကစားသမား သူ့ရဲ့နာမည်ကတော့ Christian Mokwera အရင်တော့ကျွန်တော်တခါမှမဖော်ပြခဲ့ဘူးတဲ့ခန်းစကစားသမားအခုမှအာဆင်နယ်နဲ့သတင်းထွက်လာတာဒီသတင်းကလည်းခိုင်လုံမှုရှိတဲ့အတွက်ကျွန်တော်ဖော်ပြပေးဖြစ်တာဒီသတင်းကိုကျွန်တော်ကူးယူဖော်ပြတာကတော့ Aliman Sa လို့ခေါ်တဲ့ Blancia သတင်းနဲ့ပတ်သက်ရင်လုံးဝစိတ်တိုင်းကျပြီးတော့စိတ်ချရတယ်လို့ပြောလို့ရတဲ့သတင်းထောက်ထောက်ဆရာကျွန်တော်ကူးယူဖော်ပြတာ သူ့ကိုတော့ဒါပေပီဆိုရိုမာနိုကိုယ်တိုင်က follow လုပ်ထားတာကိုလည်းတွေ့ရတယ်။အဲ့တော့လီမန်စာတင်တဲ့သတင်းတွေကိုတော်တော်များကြည့်လိုက်မှဆိုရင်ဘလင်စီယာရဲ့အတွင်းသတင်းတွေတော်တော်များပါတယ်။အဲ့တော့ဘလင်စီယာအသင်းရဲ့ဘိုးခန်စကစားမခရစ်ယာန်မော်ကွေရာကိုအာဆင်သင်းတာဝန်ရှိသူတွေကကစားသမားရဲ့အေဂျင့်နဲ့ချိတ်ဆက်ဆွေးနွေးမှုလုပ်နေတယ်။အသင်းရဲ့ဘိုးခန်စစ်နေရာအတွက်ခေါ်ဖို့အတွက်ကြိုတင်ပြီးချိတ်ဆက်နေပါလေ။သူ့ရဲ့ဖော်ပြသွားချက်အရဆိုတော့ချိတ်ဆက်ဆွေးနွေးမှုတချို့လုပ်ခဲ့ပြီးကြားသိရတယ်။အဲ့မှာနောက်ဆက်တွဲသတင်းအရဆိုရင်တော့ကစားသမားရဲ့အေဂျင့်က2026ခုနှစ်ထိပဲရှိတော့တဲ့စာချုပ်အနေထ ထားရကလက်အသင်းကနေပြီးတော့လာမယ့်တွေမှာထောက်ခောက်ခွင့်ပေးဖို့တန်ကြီးတည့်ရနေပေါ့လေတောင်းဆိုတော့ဖို့ရှိဆိုပြီးဖော်ပြထားတယ်အဲ့ဒီအခြေအနေကြောင့်စာချုပ်သက်တမ်းမတိုးနိုင်အောင်ဆိုရင်တော့2025နှွေမိုင်ဒီဇာမောက်ရောင်းချတော့ဖို့ရှိတယ် Transformer Market တန်ကြီးကယူတန်း30ပဲရှိတယ်ညာချေအားတန်ပြီးတော့ Saliban နေရာကို KVR နေရာကိုစော့နိုင်တဲ့ဒီဇာမောက်ကိုအာဆင်တို့ကသဘောကျနေပြီးတော့တချို့ report တွေကဆိုရင်ယူတန်း20နဲ့25တန်းလောက်သုံးနိုင်တယ် ခေါ်လို့ရနိုင်ရေးရှေ့ကြတိရဒါကဈေးကွက်ထဲမှာအာဆင်နယ်တို့ဘောခံစစ်ကစားသမားနဲ့ပတ်သက်ပြီးလိုက်ငယ်ထဲမှာဆိုဈေးအသက်သာဆုံးပဲကျွန်တော်ပထမဒင်းခုဆန်တို့ကစားသမားမျိုးတော်မှပေါင်တန်း90လောက်အထက်ဆုံးတော့ရမယ်ယူအားဖြင့်ဆိုတန်း60ကျော်မှအနေထားအဲ့ဒီအနေထားမှာအာဆင်နယ်အနေနဲ့ဒီဘလန်စီယာရဲ့ခံစစ်ကစားသမားလေးကိုခေါ်နိုင်မယ်ဆိုရင်တော့တော်တော်များငွေပမာဏ short ချနိုင်မှာပေါ့လေခြေစွမ်းတော့မစိုးခေါ်တလို့ကသူအတင်းကြီးနဲ့ဘစ်မတ်တွေ့တဲ့ပွဲစဉ်တွေမှာလည်းတော်တော်လေးကောင်းတဲ့ performance ကိုပြသထားနိုင်ခဲ့တယ်သူ့ရဲ့တိုက်ကဘယ်သူနဲ့သွားတူလဲဆိုတော့ ဂေဗရီယယ်မဂါကြီးတို့တိုင်ဖို့သွားတူတယ်ခွန်အားသုံးကစားတာရဲ့ဘောလုံးလမ်းကြောင်းတွက်ဆတာရဲ့ပြီးတော့ဒီတစ်ကယ်တွေဝင်ပြီးရှင်းတဲ့အပိုင်းမှာတော်တော်လေးကိုကောင်းတာအဲ့တော့ဒီကစားမတော့အသက်ကမှ20ပဲရှိသေးတယ်စပိန်သားလာမယ့်ဂျွန်လာဆိုရင်တော့22နှစ်ပြည့်တော့မယ်ဗောလေစာချုပ်ကလည်း2026ခုနှစ်ဒီပဲရှိတော့တာဖြစ်တဲ့အတွက်တန်ကြီးတည့်တာရရင်ရောင်းချသွားနိုင်ရှိတယ်အရက်ကတော့6ပေ2လက်မအရက်မောင်းရရောနောက်ပြီးခန်းစစ်မှာဘစ်ဒက်တီတီငိငိလုံနိုင်တဲ့အနေထားရရောအိုက်တာစိတ်ကြိုက်ကစားမဗောလေပြီးတော့ စပိန်သားလေးဖြစ်နေခဲ့တဲ့အချက်ဒီရာသီ38ပွဲမှာတကူးသမီးတော့အဝါကက်6ကတ်တော့ထိထားတယ်မနစ်ကတည်းက38ပွဲကစားနိုင်ခဲ့တာဒီကစားမှတပတ်ကို UO 36154ရနေတဲ့တစ်နှစ်ကို UO 1.3သန်းရနေတယ် ဲ့ဆိုဒီပမာဏဒီအာဆင်နယ်စီကိုရောက်လာမယ်ဆိုရင်နောက်ထပ်နှစ်ဆသုံးဆဒီအာဆင်နယ်ကို AC ပေးလို့ရတယ်။နောက်ဆုံးတပတ်ကိုပေါင်ဟိုပေါင်9000ဒါမှမဟုတ် Euro 10000လောက်ပေးမယ်ဆိုရင်တော့မှကစားမကပြီလာမယ်အနေထားမှာရှိတယ်။အဲ့ဆိုအာဆင်နယ်အသင်းအနေနဲ့ဒင်းဦးဆန်တို့လိုမျိုး quality player တွေမခေါ်နိုင်ဘူးဆိုတော့မှ potential မြင့်အသက်ငယ်ပြီးတော့အသင်းရဲ့ backup မှာ ကောင်းကောင်းလေးအနာဂတ်အတွက်ယင်းဒီမြုံနေခြင်းလည်းဆိုတော့ဒီပလေးယာတွေကိုခေါ်ယူသွားနိုင်ရရှိတယ်။ပြီးတော့အာဆင်နယ်ရဲ့အာဇာတိုက်တာတဲ့အန်ဒရီဘာတာကအတလတီကိုမက်ဒရစ်မှာရှိတဲ့ဟိုကဒီကစားမောက်သဘောကျနေဆိုပြီး report တွေကဖော်ပြသွားတယ်။ကြောက်ခုတော့မတွေးမိတာလေ။ဒီအတလတီကိုမက်ဒရစ်မှာတုန်းကတောင်းဝန်ထမ်းဆောင်ခဲ့တဲ့အန်ဒရီဘာတာကအာဆင်နယ်ရောက်ပြီးတဲ့ကသူအဲ့မှာမခေါ်လိုက်ရတဲ့ပလေးယာတွေများတန်းစီပြီးဆွေးနွေးလာမသိဘူးအခုဆိုဗီတာယောကရက်ကိုလည်းသူဆွေးနွေးတယ်အဲနောက်တစ်ယောက်ကတော့ ဒါဂျာမီကတန်လိုမျိုးဒေါမောကစားသမားကိုလည်းဆွေးနွေးတယ်အခုဆိုလို့ရှိရင်ခရစ်ယာန်မော်ကွေယာကိုလည်းဆွေးနွေးတယ်အဲ့ဒီကစားသမားတွေအလုံးတီကိုမာတွေကသူကလိုချင်ခဲ့တာခေါ်ဦးပေးချင်ခဲ့တာဒါပေမဲ့အာဆင်နိုအတင်းတင်းရောက်လာတဲ့အခါမှာတော့တကယ်ကိုငွေသုံးမဲ့ရာသီတစ်ခုလည်းဖြစ်လာတဲ့အခါမှာတော့သူလိုချင်တဲ့ player တွေအလုံးကိုအတင်းကိုခေါ်ဆောင်ပေးတော့ဖို့ရှိတယ် player တွေကတော့ရောက်လာမှာပါဒါပေမဲ့အာဒီတာနဲ့ ဒီအာဇာဒိုက်တာဂျားတဲ့မှာဘယ်ပလေယာကတော့ပို့ပြီးဦးစားပေးပြီးခေါ်တဲ့နေဆိုရဲ့ဘက်တော့အဓိကဆွေးနွေးသွားဖို့ရှိတယ်။အဲဆိုညီကိုတို့ကဘယ်လိုထင်လဲ။ခန်းစစ်ပိုင်းကတော့အားဖြည့်ရမှာပါ။ကျွန်တော်ဒီတိုင်းလွှတ်ထားလို့မရဘူး။တချို့တွေကထင်တာပေါ့လေ။တိုက်စစ်တိုက်စစ်တောင်းမှဦးစားပေးဖြည့်စီခြင်းနေဆိုရင်ခန်းစစ်ပိုင်းမှာလည်း ဒါ KBM မကာကြီးတို့စာလီပါတို့ရဲ့အခြေအနေတွေကအခြားသင်းနဲ့သတင်းထွက်နေရရှိလို့ KBO တို့စင်ချန်ကိုရီးယားအနာဂတ်ကလည်းမတည်ငြိမ်တာဖြစ်တဲ့အတွက်ကျန်တဲ့ပလီယာတွေရဲ့ဒဏ်ရာရကစားသမားတွေများနေတာဖြစ်တဲ့အတွက်အဲ့ညာအတွက်ဒေါန်တောင်ပြီးဘိုဟိုခန်စစ်မှာဆော့နေတဲ့ကစားသမားကိုအိုက်တာတို့ကရှာဖွေနေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့သတင်းကောင်းပါလေအဲ့ဒါကတော့ဒီချန်ပီယံလိစီးဖိုင်နယ်ဒုတိယအကြော့ ါတီမှာသွားပြီးကန်တဲ့အခါဒံရကစားမတွေပြင်ပြီးပါလာတော့မလားဆိုရင်လည်းကျွန်တော်ညီကိုတက်ဆိုရင်တော့ညက17ခွဲ17လောက်မှာတည်းကကျွန်တော်တို့ training မှာကျွန်တော်သွားကြည့်လိုက်တဲ့အခါမှာကစားသမား3ယောက်ပြင်ပြီးပါနိုင်တာတွေ့ရအဲ့တော့ကလည်းအားလုံးမျောလင်းနေခဲ့တဲ့ Julian Demar, Marty Origan, Kala Fury Julian Demar ကတော့ဒီပွဲကိုပါနိုင်မှာပါနိုင်မကျင်းသူဆိုပြီးတင်းတချို့ထွက်ခဲ့ပြီမလဲပါဟုတ်ပါနိုင်ခဲ့ပြီ ဒါကော်နာဟမ်ပြောထားတဲ့အချိန်မို့လို့ဂျူနီတင်မပေါက်ပါမယ်ဆိုတဲ့အချိန်ပဲပါလာခဲ့ပြီသူကတော့48ဘောမှာနှစ်ကိုးသွင်းပြီးတော့၄လုံးဖိုင်ထားတယ်ချန်ပီယံလိမှာတကိုးသွင်းတကိုးဖိုင်ထားတယ်အာဆင်နယ်တင်းတဲ့ဆိုရိုက်ဘက်မှာတကယ့်ကိုအရေးပါတဲ့ပလေးယာနောက်တစ်ခါတော့မာတင်အိုရီကန်ခြေစွမ်းဘလောက်ကျပါတယ်ပြောပြောဒီကပလင်ကကျွန်တော်တို့အတွက်ဆိုရင်တော့အရန်ကုန်မှာသူ့ညမှာဝင်ဆော့နိုင်တဲ့ပလေးယာက vanity တူးပဲရှိတာဖြစ်တဲ့အတွက်သူ့ပြန်ပါလိုက်တာကအသင်းတို့ဆိုတော့ပို့ပြီးကောင်းနိုင်တဲ့မျောလင်းစရာတစ်ခုပေါ့လေအဲ့ဆိုမာတင်အိုရီကန်ကတော့40ဘောမှာ၅ကိုးသွင်းပြီးတော့10လုံးဖိုင်ထားတယ်ချန်ပီယံလိမှာ3ကိုးသွင်း ပြီးတလုံးဖိုင်ထားပါတယ်။နောက်တစ်ခါတော့ Ricardo Calafiori မော်ရင်မင်းသားလို့ဆိုပြီးကျွန်တော်တို့စားနှုတ်နေခဲ့တဲ့စေးတွေပဲမကြာခဏကုနေတဲ့ကစားသမားတော့ trainee မှာလုံးဝဒင်ပြည့်ချက်ပြည့် trainee ပြန်ဆင်းနိုင်ခဲ့ပြီး26ဝက်ကစားပြီးတော့၃ဂိုးသွင်းပြီးနှလုံးဖိုင်ထားတယ်။ Champions League မှာ၃ဂိုးသွင်းပြီးတော့၃ဂိုးဖိုင်ထားတယ်။ဒီကစားသမားတွေအားလုံးက Champions League မှာသွင်းဂိုးဖိုင်နိုင်မှုတွေလှုပ်ထားနိုင်တဲ့ record တွေရှိရဖြစ်တဲ့အတွက်လာမယ့်ပါရီမီမှာတော့ Calafiori ရဲ့လွှဲရင်ထင်ပါနဲ့ Martin Odegaard ကပွဲထွက်ကစားသမားအဖြစ်ဝင်ပြီးဆော့သွားနိုင်ခြင်းများနေပါတယ်။ ။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒီနေ့ညမှာ PSG နဲ့ Arsenal နဲ့တင်းပွဲစဉ်ကိုကင်တွယ်မဲ့ကွင်းလင်တိုင်းနာမည်ကတော့ဂျာမန်လူမျိုး Felix Swara သူကတော့တစ်ချိန်လုံးကလုပ်ပွဲတန်တရားနဲ့6လလောက်ပွဲဖယ်ခံရမှုတဲ့2005ခုနှစ်ကပြီးတော့လေဒေါ်မွန်အသင်းမှာဘယ်လင်ဂန်ကစားတော့ကဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မမြတ်တောက်ဆိုပြီးတော့ဘယ်လင်ဂန်ကဝေဖန်ခဲ့မှုတာဖြစ်တဲ့အတွက် ပေါင်၄000ဒဏ်ရိုက်ခံရဘူးတဲ့ဒီတိုင်းနဲ့တော်တော်များကစားသမားတွေအညှိုးတီးရှိတယ်အဲ့လိုဒိုင်လူကြီးမျိုးကိုဒီလိုမျိုးစီးင်းဖိုင်တဲ့ဒုတိယကျော်ကင်ခဲနဲ့အတွက်လဲ Twitter မှာတော်တော်များဝေဖန်တယ်ဘလို့ပဲဖြစ်ပါဒိုင်လူကြီးကတော့တသိတသိသားပေါ့လေကိုရီးယားစ조사အထုံးမှုကတော့လန်ဒန်မှာထပ်နှစ်ဆပို့ပြီး조사ဖို့ရှိတယ်ပြီးတော့ဒီနေ့ညမှာအာဆီနယ်ကပါရီမီမှာဒီလိုအင်ကွင်းဂျာစီအင်ဒီကိုဝစ်ဆင်ကစားမယ်လို့ကြားသိရပါတယ်အဲ့ဒါဆိုတော့အဓိကပြောချင်တာက မရကင်းစောပိုင်းရင်ကန်သွားခဲ့တဲ့အင်တာမီလန်ဘာစီလိုနာဘွေကိုပြောချင်တာကောင်းလိုက်တာဗျာချန်ပီယံလိဆိုတာအဲ့ဒါပဲတပွဲဆိုဆိုစလောက်လုံးဝအိဆက်နေရပဲကြည်ရပထမကြော်တော့လည်း3-3ကိုအခုဒီဒုတိယကြော်မှလည်း4-3-3 ਨੇ အင်တာနိုင်သွားတယ်အမှန်တကယ်တော့ပွဲအစမှာတင်ဒါအင်တာမီလန်အသင်းနေတဲ့တစ်ဖက်ကပြန်ပြီး off the ball မှာဘောလုံးချက်ချင်းပြန်ရတဲ့အခါမှာတိုက်စစ်ဆသွားတယ် သူတို့အဲ့နှစ်ယောက်ထဲနဲ့အဲ့ through ball တစ်ခုကိုပြေးထွက်သွားပြီးတော့လော်တာရိုမှာနေတဲ့ကပိတ်သွားခဲ့တယ်အမှတကိုးဆက်ရပဲဒုတိယကိုဒုတိယကိုကတော့ဒါလော်တာရိုမာရီနဲ့ရဲ့တော်တော်လေးကိုမှပါနှက်မှုလို့ပြောလို့ရတယ်တစ်ဖက်ကစားမှ slide ဝင်တဲ့ချိန်မှာသူကကိုလုံးညာဘက်ချောင်းဖိပြီးလှဲချလိုက်တာအဲ့တခုကတော်တော်လေးကိုတဘာဟာရပဲပုံမှန်တိုင်းဆိုရင်တစ်ဖက်ကစားသမားအနေနဲ့အဲ့ဘောလုံးရှင်းထုတ်လို့ရတယ်ဒါပေမဲ့ဒီဘောဒီနည်းနည်းခုသွားတာဖြစ်တဲ့အတွက်ဘောလုံးကလိုရောင်မရောက်တဲ့ခါမှာတော့ဘွေရပြန်ကြည့်တဲ့ခါမှာပနတီဖြစ်သွားတယ်အဲ့ဒါကိုပဲတည်ငြိမ်ငြိမ်ကန်သွင်းသွားတယ် အမှတူးစီဖြုတ်သွားပြီပွဲကလုံးဝလှသွားပြီဘာစီလိုနာရဲ့ဂိုးတွေကိုတော့ဒါဂါစီယာက54မိနစ်မှာတကိုးအော်လမိုကမိနစ်60မှာတကိုးရာဗင်ဟာကတော့88မိနစ်မှာတကိုးရာဗင်ဟာအနေနဲ့သွင်းတဲ့ဂိုးဆိုပထမတစ်ချက်ကန်တာကိုသမောက်တီဗီပြန်ထွက်လာတယ်နောက်တစ်ချက်ကန်တဲ့အခါဝေးတိုင်တောင်းသွားတယ်အမှဘာစီလိုနာကဝေးခွင့်ဆိုမြ2-3ဆိုတဲ့ရလက်နဲ့ကိုယ့်အိတ်ထဲကိုရောက်နေပြီ88မိနစ်ပြာချန်ပီယံလိဆိုတာအဲ့ဒါပဲဗျဘေးရမဟိုတရရတိမှတ်လို့မရဘူးမထင်မှတ်ဖဲနဲ့တစ်ဖက်က ဒါ60 plus 3မိနစ်မှာအစာဘီကပြန်သွင်းသွားတယ်အဲ့အလုံးမှာဆိုရင်ဒီညာဘက်ချမ်းနေပြီးလိုက်တဲ့ဘောလုံးကိုမန်မာကင်ကတ်ထားတဲ့ဂျာတွေကနေပြီးတော့သွင်းသွားခဲ့တာအဲ့မှာ3 3ဖြစ်သွားပြီဗျာပွဲကတကယ်ကောင်းနေပြီအဲ့မှာပဲ69မိနစ်မှာဒါ fratacy ကထပ်ပြီးသွင်းသွားခဲ့တယ်အဲ့အလုံးကတော့ဘာစီလိုနာကစားသမားတွေပနတီဘောက်ထဲမှာ တက်ပြီးဖျက်မယ်ကိစ္စကိုသူတို့နည်းနည်းလူကာအမေရိကန်တို့တက်ပြီးတော့ဖျက်လို့ရှိရင်လည်းပဏ္ဍီဖျက်မှာမှာစိုးလို့နဲ့တူပါတယ်အရှက်နေကာစီကစီလုံနေချိန်မှာဟိုကတတရာပဲအဝေးတိုင်တော့ပုတ်ဆွဲပြီးကန်ထဲသွားတီတီညင်ပဲတကယ်ဥမသွေးလို့ပြီးကန်သွားတော့ဂိုးဖြင့်ပြီးရောဆိုမျိုးဘူးတေးစရာချိန်သားကြိုက်ကန်သွားတယ်အရှိမကာထားတဲ့ဘာစီလိုနာပလေးယာတွေကိုကြော်ပြီးဝိုက်ကန်သွားတာကောင်းလိုက်တာဗျာအဲ့လို၄ခု၃ခုနဲ့အင်တာမီလန်ကထိုက်ထိုက်တနံပဲဘိုလူဝဲကိုတတ်သွားခဲ့တယ်ဒီညမှာတကယ်ချီးကျူးရမှာကအင်တာမီလန်တင်းရဲ့ကိုယ်တမဆော်မာ တကယ်ကိုဘာစီလိုနာတီးရဲ့ဂိုးနိုင်တဲ့ chance တွေ chance တွေကိုပုတ်ထုတ်သွားတာယာမားရဲ့ကန်ချက်တစ်ခုအဲ့ဒီညာဘက်အဝေးတိုင်အပေါ်ထောင်းပြီးတာရအောင်ပုတ်ထုတ်တယ်ပြီးတော့အနီးကပ်ပိတ်ချက်တစ်ခုမယုံနိုင်ဘွေရာပုတ်ထုတ်သွားတယ်တကယ်ကိုမှ Inter Milan အတွက်ဆိုရင်တော့ဆွန်မာက ထောက်လျှောက်လက်စွမ်းပြခဲ့တဲ့ကိုသမားကြီးတောက်ပြလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီညတွေ့မဲ့ PSG အသင်းရဲ့ပွဲမှာလဲဒိုနာရူမာလိုမျိုးကစားသမားကောင်းရှိတယ်သူ့ကိုကြော်ဖြတ်ပြီးတော့ကျွန်တော်တို့ဂိုးသွင်းနိုင်မှာဖြစ်မယ်ကျွန်တော်တို့ကစားသမားကြီးအနေနဲ့ကန်ချက်ပြင်းပြီးရောဆိုတာထက်ဂိုးသမားမှတ်မိနိုင်လောက်တဲ့အဝေးတိုင်းတော့ကိုကံမပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပအောင်ပြီးတဲ့ရှိုးဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ဘယ်ဘက်ဖုန်းနံပါတ်3ညောက်ကို 6939636320ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iBack ကိုကျွန်တော် Sport Internet 93လုံးမိတူကစားမယ်ဆိုရင်တော့ကျွန်တော်နဲ့လက်တက်ထားတဲ့ Show ဘောလုံးမှလာပြီးကစားလို့အားလုံးကိုဖိတ်ခေါ်ချင်ပါခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါ Arsenal တင်းရပေးအပ်တဲ့ Player of the Month နဲ့ပတ်သက်ပြီးတော့ Declan Rice ကစကူးရရှိသွားပါတယ်။ Zakarin 4ယောက်ထဲမှာဆိုရင်တော့ Jacku Kivior, Gabriel Martinelli, Leandro Trossard, Declan Rice ဒီ4ယောက်ထဲမှာတော့ Declan Rice ကရရှိသွားပါလေ။ Rice အနေနဲ့ ချန်ပီယံလိမှာပြသတဲ့ performance တွေရောပရီးမီယာလိမှာတောက်လျှောက်ပြနိုင်ခဲ့တဲ့ခြေစွမ်းကြောင့်ဒီစုကိုထိုက်တိုက်တယ်ရရှိသွားတာပထမကျွန်တော်တို့ထင်ခဲ့တာပေါ့လေဒီလေးယောက်ထဲမှာဆိုရင်တော့ KVO နဲ့ Rice တယောက်ယောက်ယာသွားမယ်လို့တော့ထင်ခဲ့တယ်အထူးသဖြင့် KVO ကိုတော့ပို့ပြီးရသိချင်းခဲ့တာဘာလို့ဆိုတော့ KVO ဒီအခုချိန်မှမှာအာဆီနယ်မှာကစားကွင်းရပြီးခြေစွမ်းတွေကောင်းလာတဲ့ချိန်မှာ Rice ကလည်းချန်ပီယံလိမှာသူ့ရဲ့အလှပဆုံး free kick နှစ်ကိုးကြောင့်ပို့ပြီးရမှတ်တာသွားပုံရတယ်အဲ့တော့အာဆီနယ်တင်းကပေးအပ်တဲ့ဒီ April လောက်တော့ပေါ့လေ အကောင်းဆုံးကစားသမားဆုတော့ဒီကလန်ရိုက်ကရရှိသွားပါတယ်ညနေခင်းသတင်းတော့မတင်တော့ဘူးအဲ့ဆိုအာဆင်နယ်ပွဲနဲ့ပတ်သက်ပြီးကြည့်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေါ်မှာပြထားခဲ့တဲ့ page မှာဒီည live လွှင့်ပြသသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ